Hello Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီချန်နယ်ကနေကြိုဆိုလိုက်ပါရနော်။နှုတ်ကတော့ပေချန်နယ်မှာတင်ဆက်ပေးနေတဲ့တင်ဆက်သူနှုတ်ပါပဲရှင်။နှုတ်ဒီနေ့မှာတင်ဆက်မယ့်ဆန္ဒလေးကတော့စက်ကံမြို့မှာဖြစ်ရဆန်းဆိုတဲ့ဆန္ဒလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ဆန္ဒလေးမစတဲ့ခင်မှာနှုတ်ရဲ့ချန်နယ်လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်တော့ ဇလန်းလေးကိုဆက်လိုက်တော့မယ်နော်အချင်းကနေစောနေသေးရဲ့လေနောက်ပြီးတပေါင်းလာတယ်မှာဆိုတော့အရန်ပူပါတယ်တနေခင်းလုံးတောက်လောင်ခဲ့တဲ့ပူကောင်ညာဦးရဲ့အထီးအရှင်မလျှော့သေးဘူးလေအိုက်ဆက်ဆက်ချွေးတလုံးနဲ့ပူလောင်နေပါတယ်တမင်းငယ်ရောကျမရဲ့နှပေးမှာခွေခွေလေးအိပ်ပျော်နေပါတယ်သမီးအကြီးကလည်းခက်စွားပဲအတွင်းအိတ်ခန့်နဲ့ဝင်သွားလိပါတယ်ဒီအချိန်ဆိုရင် အိပ်ပျော်နေရမယ်ပေါ့ကျမတယောက်တည်းဖခင်ခန်းထဲမှာထိုင်ပြီးစဉ်းစားနေမိပါတယ်ကျမအတွေ့ထဲမှာ မနက်ခင်းကမြင်လာရတဲ့အဖြစ်အပျက်တခုအားတနေခင်းလုံးဝင်နေပါတယ်တွေ့မိလိုက်တာနဲ့တင်ကျမလမ်းနေပါတယ်စက်သိမ်းမွေးညင်းတွေတောင်တပြန့်ထားမိပါတယ်ဟုတ်တယ်လေဒီလိုအဖြစ်မျိုးကျမတတ်တတ်မကြုံဘူးအခုမှကြုံမှုတဲ့အဖြစ်ပါထူးဆန်းတယ်လို့ပဲပြောရမယ်ထင်ပါရဲ့ ဖြစ်တာက မနေ့စင်တိုင်းလောက်ကပါကျမရေချိုးပြီးအတွင်းကနေဝင်ခဲ့ပါတယ်ကြောက်ပြင်ရှိမှထမီးတနခါသွေးဖို့ပြန်ပါတယ်အဲ့ဒီချိန်ကျမရဲ့အကြည့်အားရှိမှထောင်းထားတယ်မှန်စီကိုလျှောက်သွားပါတယ်ကျမထိတ်လန့်သွားတယ်မှန်နှင်းမပေါ်နေကျမမျက်နှာကြည့်ပြီးဗစက်ဟောင်းတာဖြစ်သွားပါတယ်ဟုတ်တယ်ကျမမျက်နှာတစ်ဖက်မှန်နှင်းမှာကျမညာဘက်မျက်နှာက ကြောက်စရာလန်းစရာပြူးထွက်နေရဲ့ဘယ်လိုပြောရမလဲမကောင်းစွားတကောင်ရဲ့မျက်လုံးမျိုးလိုဖြစ်နေရဲ့နောက်ပြီးပြူးထွက်နေအမှန်ကြီးရဲ့မျက်လုံးကြီးအောင်အပြင်းအကျမောက်စစိမ်ဝါကြီးကြည့်နေရဲ့အမလီဟုတ်တယ်ကျမထိလန့်တကြနေစူးပေါင်းအော်ပြင်းမိလိုက်တယ်ပြီးတော့မှန်ရှိရနေအခန်းပြင်ကိုချက်ချင်းပြေးထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာကျမတို့ကလုံးတဆက်ဆက်တုံနေတယ် ကျမရဲ့တုံရဲ့လက်နဲ့ကျမရဲ့မျက်လုံးတွေကိုတလုံးပြီးတလုံးစမ်းကြည့်နေမိရင်ကျမရဲ့မျက်လုံးနှလုံးစလုံးပုံမှန်အတိုင်းအကောင်းပကတိရှိနေတာသိရတယ်။ဒီရောမှစိတ်သက်သာရရသွားတယ်။တတော်လေးကြတော့ကျမရှင်းတုံတာတွေဆက်သွားတယ်။အကြောက်လည်းပြည့်သွားတယ်။ကျမမျက်စိအမြင်မှပြီးရုပ်တရက်မှလန်သွားတာဖြစ်မယ်လို့ပဲတွေးလိုက်မိတယ်လေ။အငယ်မှလေကြောင်းသွားနေတယ်။အဲ့ဒါကြောင့် ဘသူမှမပြောမိခဲ့ဘူး။ကျမကိုယ်တိုင်ကလည်းအင်းရဲ့ကိစ္စရင်းနဲ့အလုပ်များပြီး မေးရဖြစ်သွားလေပါပါတယ်။မနက်ကအဖြစ်ပြက်ကိုတမီးတို့အိတ်သွားမှကျမပြန်တတိယမီတွေးနေမိတယ်။မျက်လုံးတွေတော့ရှာမီစမ်းကြည့်မိသေးတယ်လေ။ရှင်မောရရဲ့ထိတ်လန့်စရာဖြစ်ကြောင့်ကျမတပြင်းတစ်ချက်ကိုရှာလိုက်မိတယ်။ညာတော့မောင်မေတိတ်ဆိတ်နေတယ်။တကြွကြွနဲ့အဆန့်ပြတ်မြင်နေရဲ့ညာဘိုးပြည့်အတတ်မဲ့ နားညအောင်ကြားနေရတယ်ခဏနေတော့ကျမညောင်းညလာတယ်အဲ့ရပေါ်မှာခဏလေးဖို့အိပ်ဖို့ပြန်လိုက်တယ်အဲ့ဒီအချိန်မှာပင်ခလွန်ခလွန်ဆိုတဲ့အတန်တွေစတိုက်ဆိုသလိုထွက်ပေါ်လာတယ်လဲမဟန်တန်လန်ဟာကျမအလန့်တကြားပြန်ထန်လိုက်ရတယ်အတန်တွေကပြောက်မသွားသေးဘူးခလွန်ခလွန်နဲ့ကြားနေရတော့အတန်တွေထွက်ပေါ်နေတဲ့တောက်ရီဦးစင်စီကိုကျမကြည့်လိုက်တယ်အခန်းထောက်ပင်းပေါက်အနီမှာ သုံးချောင်းထောက်တစ်သားစစ်နဲ့တဲထားတဲ့တောက်ရည်ဝါတဲရဲ့အတိုင်းပဲဘာမှမထူးကြောင်းထူးခြားနေရကရေးပေါ်တင်ထားတဲ့စတီတောက်ရည်ခွက်ပါတောက်ရည်ခွက်ကဘသူမှမထိပဲမကင်မင်းဘသူတစုံတယောက်မှလည်းမရှိပဲသူ့အလိုလိုလှုပ်နေရင်တောက်ရည်ကိုဖုံးအုပ်ထားရင်စတီပကံပြောင်းတီးခတ်နေရင်အဲ့ဒါကြောင့်အတန်နေမြင်နေရဖြစ်မယ်တော်တော်ဆိုးွားတဲ့မြင်ကွင်းမှာ အစပထမတော့ငလင်လောက်တာလားလို့ကျမထင်လိုက်သေးတယ်။ဒါကြောင့်အခန်းထဲမှာချိတ်ဆွဲထားတဲ့မီးလုံးတွေနဲ့တန်လန့်အနေထားရှိနေတဲ့ပစ္စည်းပစ္စည်းအချို့သတိထားကြည့်မိတယ်။ဒါပေမဲ့ဘေးရဝတ္ထုတစ်ခုလေးမှလှုပ်ရမ်းမနေဘူး။ပုံမှန်အတိုင်းပကတိငြိမ်သက်နေတယ်။မနက်ကအဖြစ်ပြက်လို့ပဲအမြင်မားတာလား။မဟုတ်တော့စိတ်ထရရနေရှောက်မြင်နေရလားလို့တွေးမိပြန်တယ်။ကျမဘလို့ပဲတွေ့တွေ့ အမြင်မနိုင်အောင်မဟုတ်ဘူးထင်ရမြင်ရတွေကြားနေမြင်ရမဟုတ်ဘူးဆိုတော့ထင်ရှားနေရဲ့ဘာကြောင့်လဲဆိုတော့ရေဖုံတောက်ရွေခက်ကလှုပ်ရှားတီးခတ်နေအောင်မျက်စိနဲ့တက်အောင်မြင်နေရတော့ရေဖုံနဲ့ရေခွက်ထိခတ်ရက ထွက်ပေါ်လာတဲ့အောင်နာနဲ့ဆက်ဆက်ကြားနေရတော့မို့ပါကျမစိတ်ထင်9မိနစ်လောက်ကြာမယ်ထင်နေတောက်ရွေခွက်တခွန်ခွန်နဲ့တီးခတ်နေရဲ့ ပြီးမှပြန်ပြီးတော့ငြိမ်သက်သွားတယ်။ဆက်စောတော့သူ့ဘာမှမလုပ်ခဲ့တလို့တောက်ရီအိုးဘုံမှာငြိမ်နေတယ်။ဒါပထမဆုံးနေ့မှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေအဖြစ်အပျက်နှစ်ခုစလုံးဟာအရန်အသိငယ်တဲ့သူကြောက်တဲ့လန်တက်တဲ့သူဆိုရင်တွေးပြက်ပြီးယူသွားနိုင်တဲ့ဖြစ်စဉ်တွေချီးပါပဲ။ဒီလိုတွေဘာကြောင့်ဖြစ်ရလဲ။ဘသူကလုံနေရလဲ။ကျမမစင်းစားတတ်ဘူး။တရေ၆တာများဖြစ်မလားလို့တွေးမိတည်ရဲ့ ဒါပေမဲ့အိမ်သွင်းရှိနေရင်နောက်ပြီးအိမ်ဆောင်နဲ့လည်းရှိတယ်။အိမ်ဆောင်နဲ့တို့အိမ်သွင်းနဲ့တို့ဟာတရေတစီဆိုရင်အိမ်နဲ့အဝင်မကောင်းမဟုတ်လား။ဒါကြောင့်တရေတစီချောက်တာမဟုတ်ဘူးလို့ပဲတွေးလိုက်မိတယ်။ဒါဆိုရင်ဘသူလောက်တာလဲ။ဒါလည်းကျမမသိဘူး။ဘလို့ပဲဖြစ်ဒီအဖြစ်ပြက်တွေက ထိတ်လန့်ခြောက်ခြားဆိုင်နဲ့ပြည့်နှက်နေရဲ့ကာလာရှိကြီးတို့ရဲ့အစာပြည့်တဲ့နေ့တစ်နေ့ဖြစ်တယ်ဆိုတော့ကျမသိရှိလာခဲ့ရပါတယ်။ နောက်နေ့2009ခုနှစ်မတ်လ4ရက်နေ့အဲ့ဒီနေ့ညဦးပိုင်းကျမတို့သားမေ3ယောက်ဆုံပြီးတော့မနေ့ကကြုံတွေ့ရတဲ့ထူးဆန်းတဲ့အဖြစ်ပြက်တွေကိုကျမပြောပြတယ်။ကျမပြောတာတွေကိုတမင်းငယ်ကပါဆက်ဟောင်းသားနဲ့နားထောင်နေတယ်။တမီးကြီးကတော့ဘာဖြစ်တမီးတော့မကြောက်ဘူးအမေတဲ့ခက်တင်းလေးပြောလာတယ်။အဲ့ဒီအချိန်မှာပဲတမီးကြီးရဲ့စကားအဆုံးသက်တဲ့ တစ်ချိန်တည်းမှာပင်ချွန်ချွန်ချွန်ဆိုတဲ့အတန်တန်းကရုပ်တရက်ကြီးထွက်ပေါ်လာတယ်။ကျမရင်ထဲဒိငနေဖြစ်သွားတယ်။ဗဇက်ကလည်းဟောလို့ထိတ်လိုက်တကြားအတန်ထွက်သွားတယ်။ထူးခြားတဲ့အတန်ထွက်လာနေရကဖယားအိုးဘော်ကကျမတို့တားမိ300လုံးအန်ဟောထိတ်လန့်စိတ်တွေနဲ့ဖယားဆင်စီကိုမျက်တာမကန်ငြင်းမိကြည့်လိုက်မိတယ်။တမင်းကြီးကနည်းနည်းကြောက်သွားနေတူပါတယ်။ကျမအင်းကိုတိုးကပ်လာတယ်။ ထူးဆန်းတဲ့အသားတရံနဲ့ထွက်ပြီးနောက်ထပ်ဘာတမ်းမှမကြားရတော့ညကလည်းညတိတ်ဆိတ်တာလည်းတိတ်ဆိတ်ကျမတို့ကလည်းဘာတမ်းမှမထွက်ရေးဆိုတော့ငင်တတ်နေရကြည်ရအရန်ကိုခြောက်ချားစရာကောင်းနေအချိန်တော်တော်လေးကြာတဲ့အထိဘာတမ်းမှမကြားရတော့ကျမထိုင်နေရထားလိုက်တယ်ဖျားဆင်စီကိုတလန်းချင်းတိုးသွားတယ်ကြည့်လိုက်တယ်ဘာတွေးရလဲဆိုတော့ဖျားတောက်တော်ကြီးကတ်တယ် ဖန်ခွက်သေးသုံးလို့အနက်ကတလုံးကွဲခြင်းနေရာတွေ့ရတယ်။အံဝန်းစရာကောင်းတာဖန်ခွက်ခွဲအစားနာတွေရအောက်ခံပကံပြားငယ်ပေါ်မှာအပုံလာရှိနေရင်အစိစိအမွာကွဲခြင်းနေပေမဲ့အစားနေရာဘေးဘီကိုတမုံတဆတော့လွှင့်စင်မနေဘူး။ဒီထက်ပိုပြီးထူးဆန်းတာဖန်ခွက်ခွဲတွေပါ။ဖန်နေပစ္စည်းတစ်ခုကွဲရင်ဘားကြောင့်မဲခွက်ခွဲအချွန်တွေအတက်တွေလေးရောင်းနေတရိကန်နေ အကြီးအသေးပုံတရမညီညာပဲကွဲတယ်ဒီလိုပဲမြင်မှုတွေ့ဘူးတယ်အခုတောက်တော်ရေခွက်ကွဲတာကြတော့အဲ့ဒီလိုမဟုတ်ဘူးဆက်ယုံအားထုတ်လိုက်တဲ့အတိုင်းပုံတရံတို့အရွယ်စားသူညီညာဖြစ်နေရဲ့ဖန်ခွက်ကွဲနေမတူပဲအရွယ်သူရှိခဲ့တဲ့တုန်းကတူနေရဲ့ကျမတို့တားမိ၃ရက်စလုံးအံ့ဩလွန်းလို့ဘာစကားမှပြောနိုင်ကြအောင် တရားမျက်နှာတရားကြည့်နေကြတယ်ရေခဲတုံးတွေနဲ့ တူးတဲ့ဖန်ကွက်ကွဲလေးလိုပဲအထူးစားကန်ကြည့်ပြီးတန်တော်ဖြစ်နေကြတယ်။ဒေါခင်ဝင်းရီနောက်တနေ့ကျဘလို့ထူးစားနေထပ်ဖြစ်သေးလေခမညာဖြစ်တယ်ဆရာနောက်တနေ့လည်းဖြစ်တယ်အဲ့ဒီရဲ့နောက်နေ့လည်းဖြစ်တယ်ဖြစ်လိုက်တာများလာတော်တော်ကြာသွားတယ်တန်နေတမျိုးမယိုးနောင်ဖြစ်တော့တာပဲဘလို့ရဖြစ်တယ်ဆိုတာပြောပြပါအောင် ဟုတ်ကဲ့ပါဆရာတတိယမြောင်းနေဆိုတော့ 9ရက်3လ2009နှစ်ပေါ်အဲ့ဒီနေ့ညမှာပဲဂဲလုံးလေးစပြီးကြာလာတယ်။ညာဆိုတော့ဘဲချင်းလေးခမညတကောင်လောက်လားစစောပိုင်းလားနေဝင်ပြီးဆိုတာနဲ့ထူးထူးဆန်းတွေစပြီးဖြစ်တော့တာပဲ။ဟုတ်ပါရဲ့ဗျာဂဲနဲ့ပေါက်တဲ့အကြောင်းလေးပြောပါအောင်။ဟုတ်ကဲ့ဂဲတွေရလေစက်တော်နေဦးအရွယ်လေးအာလူလအရွယ်လေးပါ။ အပေါ်ကကြလာရေဆိုပေမဲ့အိမ်မိုးထားရဲ့သွတ်တွေကိုဖောက်ပြီးကြလာမဟုတ်ဘူးအတွင်းအိမ်ခေါင်မိုးပေါ်ကနေခဲတွေကျဲချိုင် ပုံစံမျိုးပဲတချို့ညားတွေကြတော့လေအပြင်ဘက်ကနေပောက်တဲ့ပုံစံမျိုးခင်းနဲ့ပောက်တယ်သူ့မိုးတွေပေါ်တဘုံကြတယ်အိမ်ထံတွေကိုလည်းတဘုံမမှန်နေတမီးကြီးကတော်မဟုတ်ဘူးအမေအပြင်ကတရားပောက်တာပဲဖြစ်မယ်အဲ့ဒီလိုမယုံသလိုမျိုးပြောတယ် အဲ့ဒါလို့မယုံသူလို့ပြောတယ်။ခဲရတဝုံတတိုင်းဆိုပြီးတော့ကြလာလေးပဲ။ကျမခင်မိုးတဲ့ဟာစုံးတာကြာသွားပါပြီ။သားတွေလည်းအိမ်နာခွဲသွားပြီ။အိမ်မှာတော့ကျမသမီးတွေနဲ့ချီကြံခဲ့တာဆိုတော့ကြောက်လာတာပေါ့။ဒါကြောင့်တောက်တော်ရေဖန်ခွက်ခွဲတဲ့နောင်နေရစပြီ။သားတယောက်ကိုညာရင်းညတာအဖို့ခေါ်ထားရတယ်။နောက်ပြီးတမင်းငယ်တငယ်ချင်းမလေးတယောက်ကလည်းတမင်းငယ်နဲ့အတူလာအိပ်ပေးတယ်။ ၃လေးချက်လောက်တွင်းမှာပဲကျမတို့အိမ်မှာဒီလိုထူးဆန်းကိစ္စတွေဖြစ်နေအောင်တည်င်းပြန့်သွားတယ်မြို့နယ်ရန်စကန်လူကြီးတွေရောမြို့နယ်ကလူကြီးတွေရော အထက်တန်းကျောင်းကသိပ္ပံဆရာတွေရောလေးလာချင်းလို့တွေရောက်လာကြတယ်ဖြစ်ပုံပြက်ပုံမေးတယ်ကျမလည်းတောက်ရီဦးဝရှိခွတ်သူ့လိုလှုပ်နေရတွေဖရာတောက်တော်ရီဖန်ခွတ်သူ့လိုကွဲတာတွေနဲ့ထူးဆန်းခဲလုံးတွေအင်းနေကြလိုက်အကြောင်းတွေပြောပြတယ် ကျမပြောပြတာရို့ယုံနေသူရှိသလိုမယုံနေသူလည်းရှိမှာပဲတယောက်နှစ်ယောက်က အင်ခေါင်မိုးပေါ်တက်ကြည့်ကြတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့အားလုံးဖြစ်နေတဲ့ကိစ္စတွေကိုရှင်းသွားရတော့ပေါ့။ဘာလို့လဲဆိုတော့နေခင်းကြောင့်လားသူတို့ထင်းချောင်းနဲ့အပေါက်ခံရလို့ပါ။ထင်းချောင်းကအိမ်မျိုးပေါ်မှာတုံးတဲ့ထင်းချောင်းပါ။သူတို့ရှိကိုဘုံနဲ့ပြစ်ကြလာတယ်။ထင်းချောင်းလည်းကြားလာတော့မှမြင်ရတာ။ ဘယ်ဘက်ကနေပြစ်လိုက်မှဘသူမှမသိဘူးပြစ်တဲ့သူလည်းမရှိဘူးဒီရောမှဟာအဟုတ်တကယ်ဖြစ်နေရပဲလို့ပြောပြီးတော့ပြန်သွားကြတယ်ထူးခြားတာကဒီလိုထင်းထင်းနဲ့ပြက်တာ ခဲတွေပြက်တာတွေနေတိုင်းနေတာဖြစ်နေပြင်မဲ့လူတော့တကားမှမမှန်အောင်အဲ့ဒီတခုတော့ကျေးဇူးတင်ရမယ်အဲ့ဒါလို့ထိခိုက်နာချင်အောင်ဆိုလို့တယောက်ကိုလှုပ်ဖို့ရေအိမ်မှာလာအိပ်ပေးတဲ့တမင်းငယ်တငယ်ချင်းမလေး မဆင်ဝအောင်ရဲ့ကြောကုန်နှစ်ချက်ရိုက်တယ်။အာအာဆိုပြီးကြောကော့ကော့သွားတယ်။တမင်းငယ်ဟာဘာဖြစ်တာလဲလို့မေးတော့ကြောကိုလက်ဝါးနဲ့ဆိုင်တယ်လို့ပြောတယ်။ဘာကြောင့်ဆိုင်တယ်လဲမသိပါနဲ့။ကလေးမလေးလည်းမအိပ်ရဲတော့ပဲ။ညာရင်းချင်းသူ့ရင်ပြန်လိုက်ပို့ပေးရတယ်။ဒီပြန်တော့ဘသူမှထိခိုက်နာခြင်းအောင်လောက်တာမရှိပါဘူး။အချားရောဘာတွေထူးဆန်းတာကြုံရသေးလဲ။ကြုံရတယ်ကြုံရတယ် ကျမတို့အိမ်မှာဒီလိုပါမှန်းမသိရဲ့ထူဆန်ဖြစ်နေရဲဆိုတာသတင်းတွေပြန့်သွားတယ်။တစားတဲ့တစားနာမည်ကြီးလာတယ်။ဒါကြောင့်ရက်ွက်တရားလူကြီးလူငယ်တွေကစောင့်ရှောက်တဲ့အနေနဲ့ညညတွေမှာလာဆောင်ပေးကြတယ်။ပခောက်ကူမြင့်ချင်းနာစင်ကန်မာနီရဲ့ဆွေမျိုးတွေကလည်းရောင်းလာကြတယ်။ဒီတော့နေရောညအောင်ဆိုသလို လူစီကားနေရပေါ့။ဒါကြောင့်တိတ်ပြီးမကြောက်လန့်တော့ ထူးဆန်းတာကတော့ဖြစ်နေတုံးဆိုပေမဲ့လူအုပ်ကများတော့ပျော်စရာတော့ကောင်းနေတခါနေခင်ချင်းလူအုပ်ထဲကိုအလေးတွေကြလာတယ်အလေးတွေကကျမဈေးရောင်းတော့အုံနေတန်အလေးတွေနှစ်ချက်ခွဲတာငါးချက်တာတစ်ဆယ်တာနှစ်ဆယ်တာ90တာပိတ်တလေးစသည်ဖြင့်အမျိုးမျိုးရှိတယ်ပထမနှစ်ချက်ခွဲအလေး90တာအလေးလောက်ကြတော့လူတွေကပျော်နေကြတယ်စစူညာအော်ဟစ်နေကြတယ် အလေးတွေကတစ်ပြေးကြီးလာပြီ50တာအလေးပိတ်တာလေးတွေကျလာရောလူတွေလက်မီထွက်ပြေးကြတာချက်မြရောက်တဲ့အထိပဲနောက်တခါလူတွေရှေ့ကျလာတာကစေးရံနှစ်ချောင်းမှာဒီစေးရံတွေက ကျမခင်ဖို့အသက်ရှင်စဉ်ကမမမော်တုံးဆွဲခဲ့တဲ့စေးတန်တွေစေးရံအိုကပရောက်တာအနည်းနဲ့လှုပ်ထားပြီးအိုးမတက်တာအယိုးရှေ့ကကျေးဝါနဲ့လှုပ်ထားတာတော်တော်လေးရဲ့ ကျမခင်မင်းဆုံးပြီးတဲ့နောက်ပိုင်းသူ့ရဲ့အတုံးဆောင်ပစ္စည်းအလုံးတစ်တာရဲထဲတော့ခတ်သိမ်းထားတာအဲ့ဒါဘလို့ကဘလို့ဖြစ်ပြီးစေးရံနေအပြင်ထွက်လာလည်းမသိပါဘူးတစ်တာမှာတော့ရည်လဲခတ်လျက်ပင်ဂဲလုံးတွေရာလေးနေရန်လို့ကြာလာနေတော့မင်းဖြစ်စင်ရတော့ပုံနကတိုက်တယ်ဆိုရင် အဖြစ်ပြက်မျိုးပဲပေါ့ဗျာနော်ဒေါခင်ဝင်းရင်အနေနဲ့ဆရာကြီးပါလေခေါ်ပြီးမရှင်းဘူးလားဘယ်နေမလဲဆရာကြီး ရှင်းတာပေါ့ဆရာမလေးယောက်တောင်ကြာရောဒါမဲ့ဆရာတွေလည်းနိုင်အောင်မရှင်းကြအောင်သူတို့ပဲထွက်ပြေးသွားကြတယ်ဘလို့ထွက်ပြေးရလဲပြောပါဦးဒီလိုဆရာကြီးကျမတို့အိမ်မှာပုံနကတိုက်တယ်ဆိုပြီးနာမည်ကြီးရောဆရာတယောက်ရောက်လာတယ်ဆရာရောက်တာနဲ့အိမ်ဝန်ခမထိုင်နေဘာမှမပူနဲ့အခုဖြစ်နေအောင်ပုံနကတိုက်တယ်လို့ခေါ်တယ်မလို့ရဲသူကဒီမိသားစုတွေကို ဒုက္ခရှောင်အောင်လန်းပညာသင်နဲ့ပေါင်းပြီးလှုပ်ထားတာပွဲစုံထိုးပြီးစီရင်လိုက်ရင်အဲ့ဒီပုံကအင်ဘွားကနေခြေထောက်နဲ့မဆင်းအောင်ခေါင်းနဲ့ဆင်းပြရမယ်လို့ပြောတယ်ပြောနေတော့မှဆရာကြီးခဲတွေကြားလာလိုက်တာဘုံတိုင်းဆန်သွားတာပဲလားအမိုးတစ်ပေါ်လေခဲတွေတဒါနိုင်ကြထက်ရနေကိုလေတပုံပုံထိမှန်ကျမတို့ထိုင်နေတဲ့အခန်းထဲကိုလေဘုံဘုံပြင်ကြားလာလိုက်တာ တကယ်ခင်းမိုးကြီးရွာချလိုက်တဲ့အတိုင်းပြန်းကိုဆန်ရောဆရာလေးသူ့လက်ကိုဆွဲပြီးဆင်းပြေးတာရောနမယ်လေးကမတိလိုက်ရအောင်နောက်ဆရာတယောက်ကတော့အိမ်မော်လျှောက်တာနဲ့ကိုင်းရင်ဆွဲပြီးကိုင်းရတယ်ထုံမွေးရထုံလက်ညှိုးနဲ့တုပ်ယူတယ်ပြီးတော့ကိုင်းရက်ကိုထုံတော့တယ်ထုံတော့နေရင်ကဟဲ့ပုံကငားလာပြီနင်တက်သည့်ရှင်ငားရဲ့ကိုင်းရရီကိုတဲထက်ကြည့်စမ်း ဲ့ဒါလို့ပြောလေပြောလိုက်ရောဆရာရင်ချက်ချင်းမင်းပြန်းဆိုတဲရီနဲ့လှမ်းပတ်တယ်တဲရီဆိုတာနည်းနည်းမဟုတ်ဘူးရင်ငယ်ပေါင်းတပေါင်းဆလောက်ရှိရင်ကိုင်းရလေတင်မကောက်ဆရာတကလုံးမှာတဲရီပေးချက်ကုန်နေသူ့မျက်လုံးထဲမှာတဲရီဝင်ကုန်လို့မျက်နှာတစ်အုံးမယ်ဆိုပြီးအင်ရှိထွက်သွားတာဒီနေ့ထိပြန်ရောက်မလာတော့ဘူးနောက်ဆရာတယောက်ကတော့ဒုံမီလက်နေတမီနဲ့ပြက်တာသူလဲချက်ချင်းပြန်ပြေးသွားတာပဲ။ တရက်ကြတော့နေခင်းကြည့်ပဲမိဖို့ချောင်းနေရနေဒထုံတို့အတန်တွေကြားရတယ်ကျမတို့မသိမသာချောင်းကြည့်ရောမယုံစုံထောင်းနေရတွေ့ရတယ်တွေ့တယ်ဆိုတော့လူတရက်ဝအကောင့်ထဲရောမဟုတ်ဘူးဘသူမှမရှိဘူးငရုတ်ကြည့်ဝါသူ့အလိုလိုငရုတ်စုံထောင်းနေရကြောင်ငရုတ်စုံဆိုတော့ဒထုံတို့စုညံနေရပဲကျမတို့အိမ်မှာထူးဆန်းဖြစ်ပြနေရနေပတ်သက်ပြီးရောက်လာကြရင်အားလုံးက ပုံနကတိုက်တာလို့ပဲပြောတယ်။လူတွေကလည်းပုံနကတိုက်တာလို့ပဲပြောကြဆိုကြတယ်။ဒေါခင်ဝင်းရင်အိမ်မှာဖြစ်ပျက်နေတဲ့အနေထားရာဆိုရင် ပုံနကတိုက်တာနဲ့သူတို့လိုရှိပင်မယ်။ပုံနကတိုက်တာနဲ့ကွဲပြားနေရရှိတယ်။အဲ့ဒါဖြစ်ပျက်နေအချိန်ကာလပဲ။ပုံနကတိုက်အချိန်တိကျတယ်။ညာဦးပိုင်းဆိုရင် နောက်နေ့တွေလေညာဦးပိုင်းမှာထူးခြားတွေဖြစ်လာတယ်။ နေကင်း7နိုင်ဆိုရင် နေကင်း7နိုင်ညတစ်ခေါက်ဆိုရင်ညတစ်ခေါက်ချိန်မင်းအချိန်မလွဲဘူးဒါကြောင့်ပုံနကတိုက်တာမဟုတ်ဘူးလို့ရေဘွားတွက်ဆလို့ရတယ်ပုံနကတိုက်တာမဟုတ်ဘူးဆိုရင်တော့နာနာဘဝရဲ့လက်ချက်ပဲဖြစ်ရတော့မယ်နာနာဘဝဆိုတဲ့နေရာမှာလေနှစ်မျိုးတွေ့ရတယ်တချို့ကပုပ်ကိုရေးစည်းဝါးအရာမလိုလားတဲ့သူကအောင်လန်းပညာနဲ့ပေါင်းပြီးတက်စီတဲ့ရဲ့နာနာဘဝကို စေလိုတိုက်ခတ်ခိုင်းတာနောက်တစ်မျိုးကအတိတ်ဘဝဟောင်းကကိုသူကံကျွေးဂရီကျွေးရီချန်ခဲ့လို့ဘဝဟောင်းကအကျွေးရရန်ရှိသူမမြင်ရတဲ့ပုံကောအောင်အကျွေးဆက်အောင်ပျော်ကအနောက်ဆက်တင်နဲ့တတိပေးတာပါဟုတ်ကဲ့ဆရာ ပုံနကတိုက်တယ်ဆိုတာဘလို့ဟာလဲကျမမသိပါဘူးအရှင်ကလေဒီလိုတစ်ခါမှမကြုံဘူးလေဒါကြောင့်ကျမလေပုံနကတိုက်တယ်ကိုထင်ပါတယ် အခြားသူတွေမေးတဲ့အခါမှာလည်းပုံနကအတိုက်ခံလို့ပဲပြောခဲ့တယ်။ဒါပေမဲ့တပြေးကျလာတော့ဒါဟာပုံနကတိုက်တာမဟုတ်ဆိုတာသိလာတယ်။ဘသူလောက်တာလေဆိုတာလည်းသိလာတယ်။ဟုတ်လားဗျ။ဘသူလောက်တာလေဒေါခင်ဝင်းကြီး။ဘသူဖြစ်ရမှာလဲရှင်။ဦးတင်ဝါပေါ့။သူကအောင်လန်းပညာသင်တယ်ပါမီ။တသိသေးရဲ့နနာဘဝကိုစေလို့တိုက်ခတ်ခိုင်းတာ။နောက်တစ်မျိုးကအတိတ်ဘဝဟောင်းဟာ ငါနာနာကပ်ပြီးတော့တူတူတူနဲ့လာပြောနေရယ်နေုံအတန်းကကိုတင်ဝအတန်းမှာငါ့ကိုခေါ်တာကလေကိုတင်ဝခွန်နေရဲ့အတိုင်းမင်းအမဒေါ်ဝင်းကြည်ရင်မဟုတ်မလွဲရောနင်တို့အိမ်မှာထူးဆန်းနေဖြစ်နေတာကိုတင်ဝလုံညာများလားအမမခင်ဝင်းကြည်ပြောတော့ပထမကျမမရှုံဘူးဦးတင်ဝဆုံးတာကြပြီလေဆုံးတဲ့ချိန်ကစပြီး၆တောင်လက်နာလုံးဝမရှိဘူး ချို့ချို့အတန်လေးတောင်မကြရအောင်ဒီလိုလိုကအကြကြီးနေမှာနာနာဘဝအဖြစ်နဲ့ပြန်ပေါ်လာတာဆိုတော့မယုံနိုင်စရာဖြစ်နေရပေါ့တိုင်းမဲနောက်တော့ဥတင်ဝါဆိုတာတေချာသွားတယ်။ဘာဖြစ်လို့လဲဆိုတော့နာပားမှာကျမောက်လင်းစကားလာပြောတယ်လေ။ထမင်ကျွေးပါအောင်လို့ပြောတယ်။ငါနင်းတို့တန်ရောစင်တွေ့လို့ဒင်းရနေမခွာနိုင်အောင်ဖြစ်နေ။အဲ့ဒါလို့ပြောတယ်။နောက်ပြီးဆရာလေးမခေါ်နဲ့ ဆရာတွေခေါ်လို့ရှိရင်ငါမကြိုက်ဘူးမခေါ်နဲ့ဘာမှမဖြစ်ဘူးလို့လည်းပြောတယ်တခါတခါကျမတို့ကဥတင်ဝါအစ်မဟုတ်ရဲ့လားတခြားနနာဘဝတွေကဥတင်ဝါဟန်ဆောင်ပြီးလာနေရများလားလို့ပြောမိရဲ့ခါငါတင်ဝါအစ်စ်ပါလို့ပြောတယ်ဥတင်ဝါရှင်ကျမတို့သားမီးကိုထိလဲအောင်ဘာလို့လောက်ရတာလဲလို့ကျမမေးတော့တမင်လောက်တာမဟုတ်ပါဘူးမန်ဝင်းကြီးရဲ့ကျိုးရှိနေအကြောင်းအတိပေးခြင်းလို့လုံးမိတာပါ ရုပ်ခန္ဓာရောမြင်ရလားမမြင်ရဘူးနန္နာဘဝဘဝရှောင်းနေရဲ့ဥတင်ဝါရုပ်ခန္ဓာကိုတော့တက်ခါမှမမြင်ဘူးအတန်ပဲကြားရတယ်ဘာပဲဖြစ်ဖြစ်ဥတင်ဝါဆိုတာတတိကြာတိသွားတော့အကြောင်းနဲ့ရော့သွားတယ်သူကလည်းနောက်ပိုင်းကျကျမတို့ကြောက်မဲ့လက်မဲ့အပြစ်မှုမျိုးတွေမလုပ်တော့ဘူးတစင်းဧည့်သည်လာပြီးမယုံကြည်တဲ့စကားမလေးမစားစကားပြောတဲ့အခါကြရင်တော့ ဒဲနဲ့ပေါက်ပြတာတော့တော့ခတ်ထားဘီရိုတဲကနေစာရွက်တွေလွှင့်ထွက်လာတော့လောက်ပြတယ်ဒီလိုထူးဆန်းနေဖြစ်တာဘယ်လောက်ထိကြာသွားလဲစာဖြစ်တဲ့အချိန်ကားဆိုရင်ခုနလရှင်းတဲ့လောက်ကြာတယ်နောက်တော့ဘလို့ဖြစ်ပြီးပျောက်သွားရလဲထူးဆန်းဖြစ်တာပြီးတပြေပါလာရင်ဖြစ်တဲ့ရက်တွေလည်းတစတစဝေးသွားတယ်အဲဒီကနေပျောက်သွားတာပါပဲဦးတင်ဝါရဲ့အတန်ဆိုရရောကြားရသေးလား မကြတော့ပါဆရာဒေါခင်ဝင်းကြီးတို့အိမ်မှာဥတင်ဝါရှိနေသေးတယ်လို့ထင်လားမပြောတတ်ပါဆရာဟိုတုန်းကလေစုံးမိတာအကြကြီးနေမှာစားမစင်ပုံမစင်ပြန်ပေါ်လာတယ်ရှိကျင်လည်းရှိနိုင်တယ်မရှိကျင်လည်းမရှိနိုင်ဘူးဆရာရင် तू ဟာ तू ဟိုဒီသွားရတော့မယ်လို့လေမပြောသွားဘူးလားမပြောခဲ့ဘူးဆရာ तू ဒီတိုင်းမှာပျောက်သွားတာပါဆရာ ဒေါ်ခင်ဝင်းရင်ပြောပြရင်စင်ကံမျိုးအားပြည့်ရဆန်းဆလန်းကအဆုံးသက်သွားဖြစ်ပါရင်ပရိသတ်များရှင်အခုတင်ဆက်ပေးရင်ဆလန်းလေးကတော့စင်ကံမျိုးအားပြည့်ရဆန်းဆိုရင်ဆလန်းလေးရဲ့အဆအဆုံးကို တင်ဆက်ပေးကြဖြစ်ပါရှင်နောက်နေ့မှလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့ပရလောကဆလန်းကောင်းလေးကို တင်ဆက်ပေးမလဲဆိုတာပရိသတ်များနူးနေတူတူစောင့်မျှော်အားပေးကြပါအောင်ရှင် နရုချန်လေးမှာတင်ဆက်ပေးနေရဲ့ဇလန်းလေးမြောက်နားစင်ရင်ပရိသတ်များအလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့နရုချန်လေးမှာစုတောင်းမြတ်တာပို့သားလိုက်ရပါတယ်ရှင်။ကဲနောက်နေ့မှပြန်လည်တွေ့ဆုံကြမယ်နော်။ပပ